ဆိုတတိထားကြည့်မယ်ဆိုရင်အခုရပိုင်းနေအတွင်းမှာတခင်ခွတ်တော်ရှင်ပြန်ထမြောက်ခြင်းဘုံကုံတော်ကိုထင်ရှားပြသပြီးတဲ့အခါမှာတခင်ခွတ်တော်ဟာသူ့ရဲ့နောက်လိုက်တပည့်တွေကိုဘာအဓိကပြောနေလဲဆိုရင် သူမိုးကောင်းငင်ကိုပြန်လဲတက်ကြွသွားပြီးတဲ့နောက်မှာသူကိုစားဆက်လက်ပြီးမန်တော်ကြီးတွေသူ့ရဲ့နောက်လိုက်တွေကိုလမ်းညွန်ဥဆောင်ပေးမဲ့ဖះရှင် တပားရဲ့အကြောင်းကိုပြောပါတယ်။အဲ့ဒါကတော့တန်ရှင်သောဝိညာဉ်တော်မြတ်ဖျားရဲ့ကျေးဇူးတော်နဲ့လမ်းညွှန်ဥဆောင်မှုပဲဖြစ်ပါတယ်။တန်ဘောလူကဘာပြောလဲဆိုရင်ကျွန်တော်တို့ဘဝမှာတဲ့ခရစ်ယာန်တယောက်ဖြစ်တော်ညာလည်းပဲတန်ရှင်သောဝိညာဉ်တော်မြတ်ဖျားကြွမြန်းခြင်းတန်ရှင်သောဝိညာဉ်တော်မြတ်ဖျားရဲ့ကျေးဇူးတော်မရှိရင်တဲ့သခင်ခရစ်တော်ကိုတဲ့ကေတင်ရှင်ဖြစ်ကျွန်တို့တို့မခံယူနိုင်ဘူးမယုံကြည်နိုင်ဘူးတဲ့ ဒီစာသားလေးဟာလွန်ခဲ့သောနှစ်ပေါင်း2000လောက်ကတန်ပေါ်လူသူ့ဘဝအတွေ့အကြုံနဲ့ဂျေဇုတော်အဖင်ပြောခဲ့တာဟာယခုမျက်မှောက်ခဲ့သည့်မှန်ကန်ပါမယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့ဘဝတက်တာမှာသခင်ခရစ်တော်ကိုတော့ယုံကြည်တယ်။ဒါပေမဲ့လို့ကိုယ့်ရဲ့ကယ်တင်ရှင်ဖြစ်ခံယူနိုင်တဲ့အသက်တာဟာကျွန်တော် ရရှိခံစားဖို့ကျေးဇူးတော်လိုအပ်တယ်။တန်ရှင်းသောဝန်တော်မြတ်ဖျားလမ်းညွန်ဥဆောင်မှုလိုအပ်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရှိရတယ်။ပုပ်ဗနဒစ် assisting ကဘာပြောဘူးလဲဆိုတော့အခုလက်ရှိအခြေအနေမှာတဲ့ကက်သလစ်ဘာသာဝင်1.3ဘီလီယံရှိဖို့တဲ့တဲ့တခင်ခွစ်တော်ကိုကယ်တင်ရှင်ဖြစ်ယုံကြည်လက်ခံတဲ့ဘုရားသခင်ကိုစစ်မှန်စွာနဲ့ကိုးကွယ်တဲ့ကက်သလစ်ဘာသာဝင်တွေဟာ ပို့ပြီးလိုအပ်ပါတယ်လို့ပုံရဟမင်းကြီးဟာထောက်ပြပါတယ်ကျွန်တော်တခါတရံမှာတခင်ခွတ်တော်ကိုယုံကြည်တော်ညာလဲပဲတခင်ခွတ်တော်ကမဆခြင်းရှိတယ်ကဲတင်ခြင်းရှိတယ်တခင်ခွတ်တော်ကကျွန်တော်တူးစီကိုသာဝရအသက်ကိုပေးနိုင်တဲ့ဖရာလို့ကျွန်တော်ယုံကြည်နိုင်ဖို့အတွက်တန်ရှင်းသောဝင်တော်မြတ်ဖရာရဲ့ကျေးဇူးတော်ကျွန်တော်ဘဝမှာလိုကိုလိုအပ်ပါဆိုတော့တန်ရှင်းသောဝင်တော်မြတ်ဖရာကျေးဇူးတော်မရှိရင်ကျွန်တော်ဟာ ယုံကြည်သူအစ်စ်မဲရှိပါဘုရားသခင်ပေါ်မှာပြေဝတော်ယုံကြည်ခြင်းရှိတဲ့လူအစ်စ်မဖြစ်နိုင်ပါဘူးဒါကြောင့်မလို့ဒီကနေ့ဧဝံဂေလိကျမ်းစာတော်မြတ်ထဲမှာသခင်ခရစ်တော်ကဘာပြောလဲဆိုတဲ့အခါကျရင်သူ့ရဲ့နောက်လိုက်တဲ့ပဲတွေကိုတမန်တော်ရဲ့ဝိညာဉ်တော်ဟာသူတို့တဦးစီမှာ ရောက်ရှိမယ်အဲ့လိုရောက်ရှိလာတဲ့ဟာကိုဘာအားဖြင့်သိရမလဲဆိုတဲ့အခါကျရင်တမာတရားကိုကျွန်တို့လျှောက်လှမ်းကြတဲ့အခါမှာစုံစမ်းနှောက်ယှက်ခြင်းနဲ့အခက်အခဲတွေဝင်ရောက်လာလိမ့်မယ်သို့တော်ညာလေးပဲအဲ့ဒီအရာတွေရဲ့အထက်မှာဘုရားသခင်ရဲ့ကွယ်ကာဆောက်ရှောက်ခြင်းနဲ့လမ်းညွန်ဥချောင်းရင်းရှိတယ်ဆိုတာကိုဒီကနေ့ဧဝံဂေလိကျမ်းစာတော်ကကျွန်တော်တို့တဦးစီကိုဖော်ပြပါတယ်။ဒါကြောင့်ဒီနေ့သခင်ခရစ်တော်ပေးတဲ့ဝိညာဉ်တော်၃ခုအကြောင်းကိုဒီနေ့ဝင်းမြလိုပါတယ် တပ္ပမဝိညာဉ်ကတော့ the spirit of truth ဝိညာဉ်တော်ဖျားဟာတမာတရားဖြစ်တယ်အမှန်တရားတဲ့မြင့်မာသောတမာတရားဖြစ်တယ်နံပါတ်2ကတော့ the spirit of witness တန်ရှင်းသောဝိညာဉ်တော်မြဖျားဆင့်သက်လာတာဟာနာလဘိန်တို့ကျွန်တော်တို့နားမလည်နိုင်တဲ့အရာတွေနဲ့လာမှာမဟုတ်ပါဘူးကျွန်တော်တို့နားလည်နိုင်တဲ့ဖျားရဲ့တသက်တွေကိုတွေ့မြင်ရတဲ့အခွင့်ကိုဝိညာဉ်တော်မြဖျားကလမ်းညွှန်ဦးဆောင်ပေးမှဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ the spirit of courage ဝိညာဉ်တော်မြတ်ဖျားစိတ်ကြွလာတဲ့အခါမှာကြောက်ရွံ့ခြင်းတဲ့တတိတွေရှိလာပြီးတမာတရားမှာအသက်ရှင်နိုင်တဲ့ကြီးတော်တွေရရှိတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရှိရတယ်ဒါကြောင့်မလို့ခရစ်သုတခင်၌ချစ်ခင်လေးစားပါတော့ဘာသူဓမ္မမိတ်ဆွေပေါင်းလို့ကျွန်တော်တို့သခင်ခရစ်တော်ရဲ့အနောက်ကိုခရိယန်တယောက်အနေနဲ့လိုက်လာခဲ့တာကြပြီးဝိညာဉ်တော်မြတ်ဖျားရဲ့ကြီးတော်နဲ့အသက်ရှင်ရှောက်လန်းရတဲ့အခွင့်ကိုကျွန်တော်တို့ဒီနေ့အသက်တာမှာ ဝိညာဉ်တော်မြတ်ဖျားရဲ့ကြည်လူတော်ကိုတောင်းခံရအောင်လို့ဒီမှာရှိရဲ့ဘာသူဓမ္မမိတ်ဆွေနဲ့အားလုံးကိုဖိတ်ခေါ်ပါရစေ။ဒီလိုတူးစီကိုဖျားကောင်းကြီးပေးပါစေ။အားလုံးကျေးဇူးပြုမတည့်ရတဲ့အစုပံကြရအောင်။